်မေမြင့်မိုးရဲ့တရုတ်ဆောင်ပုံအပေါ်မထင်မှတ်ထားတဲ့ဇာတ်ရည်နဲ့ထုတ်ပြောလာခဲ့တဲ့ချူလီပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်မြန်မာဆယ်လီ insider page ကနေပြီးတော့ပရိသတ်ဒီအားလုံးကိုပြန်လည်လို့ကြိုဆိုပါရရှင်ချူလီနဲ့မင်းမြင့်မိုးတို့က MRTV4 ဇလန်တွဲရီနဲ့အောင်မြင်လာခဲ့ကြသူတွေဖြစ်ပါရင် Forever Group ရဲ့မင်းသမီးတွေဖြစ်တာနဲ့အညီအပြိုင်ဆိုင်ကိုကြိုးစားခဲ့ရတာဖြစ်ပါရင်ဒါအပြင်နှစ်ယောက်လုံးကရုပ်ရှင်လောကတွေကိုခြေလှမ်းစလာတဲ့အချိန်ချင်းလေးတူကြပါရင် အောင်မြင်ဖို့အတွက်ရှေးစနောင်းစင်အပြရင်ဆိုင်ကြိုးစားနေကြတဲ့သူတွေဖြစ်တယ်လို့ထုံးစံအတိုင်းမတည့်ဘူးဆိုတဲ့တဲ့နေရာလဲအမြဲလိုလို ထွက်ခဲ့တာဖြစ်ပါတယ်။မေမြင့်မို့ကအကယ်ဒမီစုကိုအရင်ရရှိခဲ့ပေမဲ့နောက်တနှစ်မှာပဲချူလေးကအကယ်ဒမီစုကိုချက်ချင်းဆိုလိုအရယူနိုင်ခဲ့တာပါ။ပြိုင်ဆိုင်မှုပြင်းထန်တဲ့ဆိုတဲ့သမတို့နှစ်ဦးကရုပ်ရှင်ဇာတ်ကားကြီးတကားထဲမှာလဲအတူတူသရုပ်ဆောင်ရပါတယ်။လက်တလုံးမှာလဲနှစ်ယောက်အတူတူသရုပ်ဆောင်ထားတဲ့ရုပ်ရှင်ဇာတ်ကားကြီးကယုံတင်လို့နေတာဖြစ်ပါတယ်။ ဒဂါရီမှာအထူးထူတရုပ်ဆောင်ခဲ့ကြတာမို့သူတို့နှစ်ယောက်ထဲပါမလားဆိုပြီးတော့စိတ်ပူကြတဲ့သူတွေလည်းရှိပါတယ် ။ချူလီကတော့မေမြင့်မုံနဲ့အနီးကပ်နေရတဲ့အချိန်မှာတရုတ်ဆောင်ပုံတွေကိုအသေးစိတ်ကအစအကဲခတ်နေကြတာဖြစ်ပါတယ်။မေမြင့်မုံနဲ့ချူလီတို့ကစုံတဲ့အခန်းလေးရှိတဲ့အတွက်အနီးကပ်တရုတ်ဆောင်ခဲ့ရပါတယ်။အနီးကပ်တရုတ်ဆောင်ရတဲ့အချိန်မှာတရုတ်စီရဲ့ item ကိုအရှင်းလင်းဆုံးမြင်တွေ့ရတာမျိုးလည်းရှိပါတယ်။ချူလီကတော့မင်းမြင့်မုံနဲ့တရုတ်ဆောင်ပုံတွေကိုအနီးကပ်ကြည့်တဲ့အချိန်မှာအားနေချက်ထက်အားသာချက်တွေတွေ့ခဲ့ရပါတယ်။ မေမြင့်မိုးကမျက်လုံးမျက်ခုံးကောင်းတဲ့သူတစ်ယောက်ဖြစ်တာမို့ချူလျာအားကျနေရတာလည်းဖြစ်ပါရဲ့ဒါအပြင် မေမြင့်မိုးကဖျားပေးထားတဲ့ပြည်စုံတဲ့မျက်နှာကိုရထားတယ်လို့ထောက်ပြလာခဲ့ရပါအလာတရားတွေကိုစုံစုံညီညီရထားတဲ့မျက်နှာအကြောင်းလဲဒီဥဆောင်တဲ့နေရာမှာပို့ပြီးတော့ပေါ်လွင်နေရတာလို့ဆိုပါရင်မင်းမြင့်မိုးကမျက်လုံးမျက်ခုံးကောင်းတာကြောင့်အိုက်တင်လေးနည်းနည်းလှုပ်လိုက်တာနဲ့အပြေးအဝကိုပေါ်လွင်နေခဲ့ရတာပါအိုက်တင်ကိုအထွေထူးလှုပ်စရာမလိုပဲပေါ်လွင်နေဖို့ဆိုတာ လူတိုင်းမှာမရှိတာကြောင့်ချူလေးမှလည်းအားကျနေရတာဖြစ်ပါတယ်။ချူလေးကတော့မျက်လုံးမျက်ခုံးကောင်းကောင်းလေးမပိုင်ဆိုင်ထားရပါဘူး။သူမမှာလိုအပ်ချက်များတာကြောင့်ဒေဥဆောင်တဲ့အချိန်မှဆိုသူများထပ်ပို့ပြီးတော့ကြိုးစားကာလုပ်ရပါတယ်။မင်းမြို့ကပြေဆုံးတဲ့အလာတရားကိုပိုင်ဆိုင်ထားရည်ဆိုပြီးတော့ချူလေးကချီချူးလာခဲ့ရလဲဖြစ်ပါတယ်။ချူလေးနဲ့မင်းမြို့လိုနှစ်ယောက်ကိုမတည့်ဘူးလို့လူအများကဝေဖန်ကြသလိုမဟုတ်ဘဲနဲ့နှစ်ယောက်သားတည့်နေခဲ့ကြတာဖြစ်ပါတယ်။ချူလေးဆိုရင်လည်းမင်းမြို့အပေါ်မှာ မနာလိုမုံတီးတဲ့စိတ်တွေမရှိပါဘူးအခုလက်တလုံးမှာဆိုရင်လည်း MRD Formin မိမိတွေမှာဆိုရင် ရုပ်ရှင်လောကမှာမေမြင့်မော်နဲ့ချူလေးတို့ကအအောင်မြင်ဆုံးမင်းမိတွေလို့တောင်ပြောလို့ရပါတယ်ရုပ်ရှင်ဇာတ်ကားကြီးတွေကိုအပြိုင်ဆိုင်ရိုက်နေရတာမို့ရုပ်ရှင်ရုံမှာလည်းသူတို့ရဲ့ရုပ်ရှင်ဇာတ်ကားတွေနဲ့သာပြည့်နှက်လို့နေတာဖြစ်ပါတယ်အအောင်မြင်ဆုံးမင်းမိနှစ်ယောက်ဖြစ်တဲ့အတွက်ရုပ်ရှင်ဇာတ်ကားကြီးတွေမှာအပြိုင်တွဲဖက်ပြီးတော့တရုပ်ဆောင်နေကြတာဖြစ်ပါတယ်ပရိသတ်တွေကတော့မေမြင့်မော်က ချူလေးထပ်ပို့ပြီးတော့လှရဲဆိုတဲ့အပေါ်မှာလက်ခံကြပါတယ်။ဒါပေမဲ့တရုတ်ဆောင်ပိုင်းနဲ့ရှင်ရင်တော့ချူလေးရပို့ပြီးတော့ပြည်ပြင်းတယ်လို့ချီးကျူးနေကြတာဖြစ်ပါတယ်။မင်းမြင့်မိုးရဲ့အလှတရားအပေါ်မှာမတင်မထားလောက်အောင်ချီးကျူးလာခဲ့တဲ့ချူလေးအပေါ်ပရိသတ်တို့ရဲ့အမြင်လေးကိုလည်းပြပြပေးခဲ့ပါအောင်။ဗီဒီယိုလေးအဆုံးလေးလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုချီးကျူးများ යි တင်ပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာလည်းပြန်လည်ပြီးတော့ဆုံတွေ့ကြပါစို့ရှင်။